မြောက်ရီမြို့ KK Park ကနေထွက်ပြေးလာတဲ့နိုင်ငံပေါင်း28နိုင်ငံကနိုင်ငံသား1600ခန့်ကိုထိုင်းအာဏာပိုင်တွေဖမ်းဆီးလိုက်တယ်လို့ဘန်ကောက်ပို့စာရင်းမှာဖော်ပြထားပါတယ်။ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တာဖြစ်ပြီးတက်ခရိုင်နယ်မြေရဲစခန်းတွေမှာတရားမဝင်ဝင်ရောက်မှုနဲ့တရားစွဲဆိုထားကြောင်းတပ်မတော်ရဲ့ Narisonan Task Force တမိုးဗိုလ်မှူးကြီးကပြောပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မနက်ပိုင်းအထိ1598ဦးကိုဖမ်းဆီးထားပြီးအမျိုးသမီး265ဦးရှိကြောင်း၎င်းတို့ဟာနိုင်ငံပေါင်း28နိုင်ငံကရောက်ရှိလာကြောင်းဗိုလ်မှူးကြီးကပြောပါရယ်။ကင်ပြည်နယ်မြောက်ရီမြို့မှာရှိတဲ့ KK Park အထူးစည်းဝါးရေးဆောင်ကိုမြန်မာတပ်မတော်ကဝင်ရောက်ဆင်းနှင်းပြီးတဲ့နောက်ရင်းနှီးမြှုပ်နှံသူတွေလောင်းကစားနဲ့ဆက်ဆက်နေတဲ့အလို့သမားတွေနဲ့အဲ့ဒီဒေတာမှာအခြေစိုက်တဲ့နိုင်ငံသားတွေအထိတ်တလန့်ဖြစ်ခဲ့ပြီးအော်တိုဘာ22ရက်ခရဲကနေဆက်ဖြတ်ကျော်ပြီးထိုင်းနိုင်ငံနဲ့ကိုအများပြားထွက်ပြေးတင်းရှောင်လာခဲ့တာဖြစ်ပါတယ်။ အဲနောက်ထိုင်းတက်မတော်ကနေဆက်တလျှောက်ကင်းလှည့်တာနဲ့စောင့်ကြည့်တာတွေကိုအချိန်မြင့်လှုံ့ဆောင်ခဲ့ပြီး KK Park အတွင်းမှာရှိတဲ့အဆောက်အုံတွေကိုဖြိုချရာမှာသတိထားဆောင်ရွက်ကြဖို့မြန်မာအာဏာပိုင်တွေကိုထိုင်းမြန်မာမြို့နယ်နေချောင်းကော်မတီ TBC ကလည်းကန့်ကွက်တောင်းဆိုခဲ့တယ်လို့ဘန်ကောက်ပို့သတင်းမှာဖော်ပြထားပါတယ်။